မိတ်ဆွေရဲ့ရီမန်းချက်တွေပန်းနိုင်ပြီမိတ်ဆွေဖြစ်ချင်တဲ့ဆန်းသားတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေဘေးနားမှာရှိရဲ့ဆွေမြင်းချာတွေတကယ်ချင်းတွေနဲ့ပုတ်ပွင့်လင်းလင်းတိုင်ပင်ခဲ့ဘူးလားရှိလားအဲ့လိုတိုင်ပင်တဲ့ခါကျရင်သူတို့ရှီကမိတ်ဆွေတက် positive feedback ကိုရလား negative feedback ကိုရလား အကယ်၍မိတ်ဆွေက positive feedback ကိုရတယ်ဆိုရင်တော့မိတ်ဆွေကကံကောင်းတဲ့သူပါပဲ။ negative feedback ကိုရမယ်ဆိုလို့ရှိရင်လည်းအခုကျွန်မပြောမယ့်နည်းလမ်းတွေနဲ့အဲ့ဒီ feedback တွေရဲ့ဓာတ်ကနေဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာကိုဖြေရှားလို့ရပါတယ်။ ကျမတို့အောင်မြင်မှုလမ်းကြောင်းကိုတော့ရှောက်ဖို့အတွက်မဝင့်မြဲဖြစ်နေတဲ့အဓိကအကြောင်းရင်းနှစ်ချက်ရှိပါတယ်။အဲ့ဒါကတော့ပတ်ဝန်းကျင်ကပေးလာတဲ့ feedback နဲ့မိမိကိုယ်ကိုပေးတဲ့ feedback တို့ဖြစ်ပါတယ်။အဲ့တော့ဒီ video လေးမှာတော့ကျမကပတ်ဝန်းကျင်ကပေးတဲ့ feedback အကြောင်းတွေကိုအဓိကထားပြောသားမှာဖြစ်ပါတယ်။ကျမက ဆိုရှယ်မီဒီယာပေါ်မှာအောင်မြင်နေတဲ့အမျိုးသမီးတိုင်းကိုအရန်ကိုအားကြပါတယ်။သူတို့ရဲ့ပြောရဲဆိုရဲပြီးတော့သူတို့ရဲ့ skill သူတို့ရဲ့လုံနိုင်စွမ်းတွေကိုကျွန်မအမြဲတမ်းအတူတူအားကြပါတယ်။အော်သူတို့ကလုံနိုင်လိုက်တာပေါ့နော်။ငါကတော့မလုံနိုင်ဘူး။ငါမှလည်းအဲ့လို skill ကြီးလည်းမပြည့်သွားတဲ့ပြင်ကမှအချိန်ရှိဘူးပေါ့နော်။ကျွန်မက9 to 5အလုပ်ကိုလုပ်ရတယ်။အဲ့ခါကျတော့ကျွန်မအတွက်ကိုယ်ဝိုင်းအချိန်ဆိုတာတိတ်မရှိဘူးပေါ့နော်။ပြီးတော့ပြန်လာတဲ့အခါမှလည်းအရှင်မတယောက်ဖြစ်တဲ့လူတွေအောင်လို့အိမ်မှုကိစ္စတွေနဲ့ပဲကျွန်မပြီးနေတယ်။ ကျွန်တော်ဘေးနားကလူမျိုးတိုင်းမြင်ကြည့်တဲ့အခါမှာလည်းအာဖြစ်နိုင်ပါဘူး YouTuber ဆိုတာအရန်ကိုခက်ခဲပေါ့နော်ပြီးတော့အချိန်ရှိရတယ်ငွေရှိရတယ်နောက်သူတို့ရဲ့လိုအပ်တဲ့ skill တွေကိုသင်ဖို့အတွက်အချိန်တွေယူရမယ်ပေါ့နော်ပြီးတော့စမ်းဆိုတာရှိရပြီပေါ့ social media မှာအဲ့တော့ဒီမှာဒီလိုလေးဖြစ်ချင်တယ်ဆိုတော့ကျွန်မဘေးနားလူတွေနဲ့တိုင်းမြင်ကြည့်တယ်အဲ့ခါကျတော့ negative feedback တွေပြန်ရပါတယ်မဖြစ်နိုင်ပါမလဲအာမမအားလားအာငွေရလိုသေးရဲ့လေ social media မှာအောင်မြင်ဖို့ဆိုတာတရားမှတယောက်တောင်အောင်မြင်ဖို့ခက်ခဲအဲ့လိုပြီးပဲတင်ကိုကျွန်မရတဲ့အခါမှာအော်ဟုတ်ပါတယ်ငါမအောင်မြင်တဲ့လူပဲဆိုတော့အတွင်းမျိုး mindset မျိုးကျွန်မအချိန်တော်တော်ကြာကြာကြီးလက်ခံခဲ့တယ်အဲ့တော့ကျွန်မတေးသေးဆဆတွီးကြည့်တဲ့အခါမှာကျွန်မရဲ့အတွေ့အကြုံအကြောင်းအရာတစ်ခုတေးသေးဆဆဝင်လာတယ်အဲ့ဒါတော့ငါအိမ်မနဲ့တဲ့သူပဲနေမလားကြရှုံးသွားရင်တောင်မှငါရဲ့ image ကိုအကောင့်ထဲပေါ်ခွင့်ရတဲ့သူအဖြစ်ရှင်းတယ်မလား ိတ်နဲ့ချက်တရားမှာကျမကဒုတိယချက်ကိုရွေးချယ်ပြီးတော့ကျမရဲ့ကိုပိုင်ဗီဒီယိုလေးတွေကိုစပြီးတော့ရိုက်ကူးပေးတဲ့ကိုပိုင် channel လေးကိုထောင်ခဲ့တယ်။အခုဒီကျမ channel လေးက professional လဲမဆန်သလိုဟိုတို့အတက်အက်ဆက်ဆရီတွေဘာမှမရှိဘူး။ကျမလက်ထဲမှာရှိရဖုန်းလေးနဲ့ကျမစတင်နိုင်ခဲ့တယ်ပေါ့နော်။ကျမအဲ့လို channel လေးတစ်ခုစပြီးထောင်ပြီးတော့ဗီဒီယိုတွေတင်လာတဲ့နောက်ပိုင်းမှာကျမဘာလို့သွားပြီးတော့တိတိကျကျသိရလဲဆိုလို့ရှိရင်အောင်မြင်သေးတာနဲ့ ရှုံနေမှုကြောင့်ကွာခြားချက်ကိုကျွန်မကောက်ကောက်သဘောပေါက်သွားတယ်။အဲတော့မိတ်ဆွေတို့ကျွန်မအကြံပေးချင်တာကပေါင်းဝင်ကျင်ကပြောလာတဲ့ negative feedback တွေကိုကျွန်မတို့ကနားထောင်ပါ။ဒါပေမဲ့သူတို့ရဲ့ feedback တွေဟာကျွန်မတို့အိမ်မယ်ရဲ့ညှိကုံမဖြစ်ပါစေနဲ့။သူတို့ပြောတဲ့ feedback တွေဟာသူတို့တွေ့ကြုံလာတာ။သူတို့ရှောက်ခဲ့တဲ့သူတို့ဘဝမှာကြုံခဲ့တဲ့ feedback တွေကနေလာတာ။ ပြီးတော့သူတို့ရှေ့ဆက်ပြီးတော့မကြိုးစားခြင်းလို့လာတာအဲ့တော့ကျမတို့နေရာနေကြည့်ပြီးတော့သူတို့ကပြောတာမဟုတ်ဘူးသူတို့နေရာနေသူတို့ကြည့်ပြီးတော့ပြောတာအဲ့တော့ကျမတို့မြင်တာကလည်းကျမတို့ကပန်းနိုင်ကိုမြင်တာပဲကျမတို့အောင်မြင်မှုမြင်တယ်အဲ့ဒါကြောင့်မို့ကျမတို့ကြိုးစားဇေယရှိတဲ့ဟာတွေကိုဘလို့ပဲ negative feedback တွေရကြ ပေါ့နော်ဆက်ပြီးတော့ကြိုးစားပါလို့ကျွန်မအားပေးခြင်းနဲ့ကျွန်မတို့အတွက်ပတ်ဝန်းကျင်ကပေးလာတဲ့ဝေဖန်ချက်တွေအားလုံးကိုလက်မခံမင်းနဲ့ကျွန်မတို့အတွက်အကျိုးရှိတဲ့အချက်တွေဆိုရင်တော့ကျွန်မတို့ကအဲ့ဒါတွေကိုပြန်လည်သုံးသပ်ပြီးတော့လက်ခံတင်ပါတယ်အဲ့ဒီဝေဖန်ချက်တည်ရရမှာဘယ်အချက်ကလေးရတော့ငါတို့အတွက်အသုံးဝင်နိုင်တယ်လဲဆိုတာကိုယ့်ကိုယ်ပြန်ပြီးတော့အကျိုးရှိအောင်အသုံးချသင့်ပါတယ် ဒီနေ့ဗီဒီယိုလေးတွေကကျမစကမ်းသံတွေကိုလာထောင်ပြီးတော့မိတ်ဆွေတွေကမိတ်ဆွေတွေယုံကြည်မှုကိုပြန်လည်ရှာဖွေနေပြီဆိုရင်တော့ကျမကဒီဗီဒီယိုလေးဖန်တီးရကြိုးနဲ့တော့ပါပြီ။နောက်ထပ်ဗီဒီယိုတွေမှာလည်းကျမကဘလို့အကြောင်းအရာတွေကိုတင်ဆက်သွားပေးမလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်ကျမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ like and comment ပေးခဲ့ပါလို့တောင်းဆိုချင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။